ပေါ်တူဂီအသင်းကအာမေးနီးယားကိုကိုကိုပြက်အနိုင်ယူခဲ့ပြီးတော့အဲ့ဒီပွဲမှာရော်နယ်ဒိုမပါဝင်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ရော်နယ်ဒိုမပါဝင်တဲ့အခြေအနေမှာပေါ်တူဂီအသင်းပိုကောင်းသလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်နေပါတယ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ Winesberg ကနေအတိအကကူညီပံ့ပိုးပေးထားပါတယ် C2Opinio ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအားကစားနေရှင်ခုံကျင်တဲ့ပရိသတ်တွေအတွက် Winesberg က Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့ အကောင့်ဖွင့်လင့်နိုင်ပါတယ်ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ Hello မေမင်္ဂလာပါစီတူ opinion ကနေကြိုဆိုလိုက်ပါတယ်ပေါ်တူဂီအသင်းကမင်းညာကရှင်မြန်ကစားတဲ့အာမီးနီးယားနဲ့ပွဲမှာကိုကိုတကိုနဲ့အနိုင်ရရှိခဲ့တယ်အဲ့ဒီပွဲမှာခရစ်စတီယာနိုရော်နယ်ဒိုပွဲပယ်ပြတဲ့ကြောင့်မပါဝင်နိုင်ခဲ့ဘူး ဒါကြောင့်မလို့ရိုနယ်ဒိုမပါဝင်တဲ့ပွဲတွေမှာပေါ်တူဂီအသင်းကပိုကောင်းသလားဆိုပြီးတော့မေးခွန်းတွေထုတ်နေကြတယ်။တစ်ဆက်တည်းမှာနောက်ထပ် stats တခုဖြစ်တဲ့ပေါ်တူဂီအသင်းရဲ့လွန်ခဲ့တဲ့နှစ်တွေတော့ငါပေါ့နော်။လူစင်ဘက်ကို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 မရှိတဲ့အနိုင်ရရှိခဲ့တဲ့ပွဲအဲ့ဒီပွဲမှာရိုနယ်ဒိုမပါခဲ့ဘူး။အဲ့ရိုနယ်ဒိုမပါရင်ရလက်ပူကောင်းတာလားဆိုပြီးတော့မေခွန်းထုတ်နေကြတယ်။ပြီးတော့ခရစ်စတီယာနိုရိုနယ်ဒိုကသူ့ရဲ့လောက်အားနှုန်းပြီးတော့သူ့ရဲ့တိုက်စစ် sequence တွေမှာပါဝင်ပတ်သက်မှုသူ့ရဲ့ counter pressing ဘောလုံးဆုံးဆုံးပြီးရဲ့အချိန်မှာ light လူတာတွေ Ronaldo ကလုံးဝဒီပါမလုပ်ဘူးပြီးတော့ကိုဘက်ကနေစတင်ပြီးတော့ pressing လုပ်တာတွေလည်း Ronaldo ကအရန်အားနေတယ်မှာပါတယ်သူ့အသက်အရွယ်ကြောင့်ကြာစင်းနေပြီဖြစ်တယ်လို့လူကိုယ်တွေကလည်းလုံးလေးလောက်တာရှိတဲ့ player မဟုတ်ဘူး तू ကဒီအပိုင်းကိုလုံးဝလစ်လျူရှူထားတဲ့ player တစ်ယောက်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့် cancel နဲ့ပတ်သက်လာရင် Ronaldo C ကယူရဲတာဝန်ဆိုတာကအင်မတန်အင်မတန်နေပါတယ်တခြားသောတခြားသောလက်စမှုတွေထက်ကိုတော့နေပါနေသေးတယ်ဒီနေသားကြောင့် Ronaldo ရဲ့ အနေထားကကိုသွင်းယုံပဲဆိုတဲ့အနေထားတစ်ခုပဲရှိတာလားပေါ့နော်အဲ့လိုရှိပြီးတော့အဲ့လိုအနေထားကြောင့်အဲရော်နယ်ဒိုကိုပြစ်ပယ်တင်တယ်အဲဒီလိုတင်ပြမှုတွေအများကြီးရှိလာတယ်ဒီနေ့ခေတ်ဘောလုံးဟာ present ကိုကိုစားပြုတဲ့ဘောလုံးဖြစ်တဲ့အတွက်ဒီအကြောင်းအချက်ကိုအရေးပါတဲ့အချက်အနေနဲ့တင်ပြကြတယ်ဒါပေမဲ့ဒီနေရာမှာထပ်ဆင့်စဉ်းစားကြရရှိတာကနိုင်ငံပွဲတွေသဘောတဘာဝအကြောင်းဖြစ်ပါလေနိုင်ငံပွဲတွေက present ကိုအားကိုးတဲ့ပြိုင်ပွဲတွေမဟုတ်ဘူး နိုင်ငံအသင်းတွေရဲ့သဘောတဘာဝကစားသမားတွေတယောက်နဲ့တယောက်နဲ့ပေါင်းဆက်ရခြင်းပေါင်းစည်းရခြင်းတွဲကစားခြင်းနဲပါတဲ့အတွက်လေ့ကျင့်ခြင်းနဲပါတဲ့အတွက်ခုနလိုမျိုး ultra ဒီ high energy ဖြစ်နေတဲ့ pressing တွေပေးဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲ pressing ပေးတယ်ဆိုတာကတယောက်နဲ့တယောက်နဲ့ဟန်ချက်ညီနေဖို့လိုတယ်ဟန်ချက်ညီနေဖို့လိုတယ် line နဲ့ line နဲ့ဟန်ချက်ညီနေဖို့လိုတယ်တယောက်နဲ့တယောက်နဲ့ပြောဆိုဆက်ဆံမှုတွေအများကြီးရှိနေဖို့လိုတယ်အဲ့ဒီအလုပ်တွေကိုဒီနိုင်ငံတကာက ရတတပတ်အချိန်လေးပေါ့ဆယ်ရက်15ရက်လောက်နဲ့ဂွက်ဆိုပြီးတော့ပေါ်လာအောင်လုပ်ဖို့မဖြစ်နိုင်ဘူးကလပ်အသင်းကကစားသမား၈ယောက်လောက်နဲ့ကစားတယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့နိုင်ငံအသင်းပါကဒီအသင်းက3ယောက်လောက်ဟိုအသင်းက3ယောက်လောက်အစားရှိတဲ့ပြင်အဲ့လိုပေါင်းပြီးတော့ကစားတာဖြစ်တယ်တစ်ချိန်တည်းမှာဒီကစားသမားတွေဟာနိုင်ငံအသင်းမှာတွဲကစားတဲ့တပ်တန်းတစ်ခုရှိသည့်တိုင်အောင်လေ့ကျင့်တဲ့အချိန်ရနေပါတယ်လေ့ကျင့်ချိန်နေပါလေလေသူတို့ရဲ့ team work နဲ့ခုနလိုမျိုး team work ကိုအခြေပြုထားတဲ့ tactics တွေ အဲ့ tactics တွေအတွက် account တွေပုံမှုမှာအားနည်းမှုတွေရှိတယ်နိုင်ငံတကာဘောလုံးရဲ့အောင်မြင်တဲ့အသင်းတွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအပိုင်းကိုအများကြီးမလုထားတာကိုမြင်တွေ့ရလိုက်မယ်မှန်တယ်2020နောက်ပိုင်းမှာပုံမှုပြီးတော့တိုးတက်လာတယ်ဒီအပိုင်းနေနဲ့ပတ်သက်ပြီးပုံမှုပြီးတော့တိုးတက်လာတယ်ဒီ2020နဲ့30ကြားလုံးကကာလသို့မဟုတ်အဲ့ဒီရှေ့လုံးကကာလ data ဆိုင်အများကြီး present work တွေပို့ပြီးတော့လိုအပ်လာတယ်ဒါပေမဲ့ club scene မှာကျွန်တော်တို့မြင်တွေ့နေရတဲ့ present work တွေကိုမြင်တွေ့ရခြင်းတော့မရှိသေးဘူးအဲ့လိုမျိုး high tempo မဖြစ်သေးဘူးနိုင်ငံပွဲတွေရဲ့အရေးကြီးတဲ့ကဏ္ဍကခံစစ်လုံခြုံဖို့မာကျောဖို့နဲ့အမားနယ်ဖို့ဒီအချက်တွေကအရေးကြီးတယ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကိုဘက်ကလွတ်တာနဲ့ကိုရီသွင်းနိုင်ဖို့လိုတယ်သို့မဟုတ်အဲ့လိုအရှိန်အဝါရှိနေဖို့လိုတယ်ဒီအချက်ကအရေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါရိုနယ်ဒိုနဲ့ဒိုင်းရိုက်ဆက်နွယ်နေတဲ့ကိစ္စမဟုတ်လို့ပေါ့နော်အဲ့တော့ခရစ်စတီယာနိုရိုနယ်ဒိုကခုနလိုမျိုး pressing ဘိုင်းဆိုင်ရာပေးရမှုတွေမလုပ်နိုင်ဘူးဒါပေမဲ့သူပေးနိုင်တဲ့အရာရှိတယ်အဲ့ဒါကသူ့ရဲ့ဒီတိုက်စစ် line ကိုဦးဆောင်နိုင်စွမ်း ူ့ရဲ့ leadership leadership ဆိုတာကဒီအသင်းကိုဒီတိုင်းသူ့ရဲ့ဥษาမှုနဲ့ဥษาနေခြင်းကိုတင်ဆိုလိုတာမဟုတ်ဘူးသူ့ရဲ့ကစားဟန်အဲ့တော့တချို့ကပြောကြတယ်ပေါ့နော်ကျွန်တော် Nation League final တော့ကလည်းဒီအကြောင်းကိုတင်ဆက်ပေးခဲ့ဘူးလေ Nation League တော့ကလည်း Portuguese ဘိုးဆွဲခဲ့တယ်ဒီနှစ်မှာလည်း Ronaldo အသက်40ဆိုတဲ့အချိန်မှာလည်းဒါဘိုးဆွဲထားတာ Ronaldo ဟာ Germany ကိုနိုင်တဲ့ပွဲမှာလည်းခိုးသွင်းခဲ့တယ်လို့ Spain ကိုတရေကျပြီးတော့ penalty နဲ့နိုင်တဲ့ပွဲမှာလည်းခိုးသွင်းခဲ့တယ်အဲ့တော့ကျွန်တော်တို့က ရော်နယ်ဒိုမပါတဲ့ပွဲတွေနိုင်ုံနဲ့ဟာရော်နယ်ဒိုမပါရင်ပိုကောင်းတယ်လို့ပြောခြင်းကမမှန်ဘူးအဲ့လိုအခိုင်အမာပြောလို့မရဘူးဆိုလိုချင်တာတစ်ဖက်သက်ပြောလို့မရဘူးတစ်ချိန်တည်းမှာရော်နယ်ဒိုကိုပွဲတိုင်းတုံးရမယ်အခြေအနေတိုင်းတုံးရမယ်လို့ပြောခြင်းကလည်းမမှန်ဘူးကျွန်တော်တို့ကအဲ့ဒီတစ်ခုတည်းကမှန်တယ်ဆိုတဲ့အရာဘောလုံးအသင်းတွေမှာရှိမနေဘူးအဲ့ဒီနှစ်ခုစလုံးကမှန်တယ်သူ့အကြောင်းသူ့အချက်နဲ့မှန်ပြီးတော့သူ့အခြေအနေနဲ့သူ့အချက်ရခါမှာအသုံးပြုရမယ့်အရာတွေဖြစ်တယ်အဲ့ဒီ nature တစ်ခုအဲ့ဒီ culture တစ်ခုကိုလည်း ဒီဒီအသင်းမှာပို့ပြီးတော့တိုးတက်လာအောင်ဖန်တီးရမှာကရောဘတ်တိုမာတီနက်စ်ရဲ့တာဝန်ဖြစ်တယ်ရိုနယ်ဒိုကိုလည်းလုံးဝ100%ကြီးမိခိုးထားလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ရိုနယ်ဒိုဟာသူ့ရဲ့အကောင်းဆုံးအခြေအနေတွေမှာမရှိတော့ဘူးတစ်ချိန်တည်းမှာရိုနယ်ဒိုကိုလုံးဝပြစ်ပယ်လို့လည်းမရအောင်ဘာဖြစ်လို့လဲဆိုတော့ရိုနယ်ဒိုအကောင်းဆုံးအခြေအနေမှာမဟုတ်သည့်တိုင်အောင်ဒီနံပါတ်9နေရာအတွက်ပေါ်တူဂီအသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ်ရှိနေတော့မယ်လက်ရှိဂွန်ဇာလိုရာမိုးစ်ခြေစွမ်းကောင်းမွန်မှုတွေရှိတယ်ပြီးခဲ့တဲ့2022ကမ္ဘာဖလားတော့ငါဂွန်ဇာလိုရာမိုးစ်ဟာ ဒီဆွစ်ဇာလန်အသင်းရဲ့ပွဲမှာ hat trick သွင်းတာမျိုးတွေရှိခဲ့တယ်။ဒါပေမဲ့တကယ်တမ်းအရေးရဲ့အကြောင်းရယ်ဆိုရင် Gonzalo Ramos ကတိတ်ပြီးတော့သုံးမရဘူး။သူ့ရဲ့ level ကလည်းပြောမယ်ဆိုရင်တစ်နှစ်နဲ့တစ်နှစ်တိုးတက်လာခြင်းမရှိဘူး။လက်ရှိအချိန်ထိ PSG အသင်းမှာအရန်ကစားသမားအနေနဲ့ပဲရှိသေးတယ်။ Usman Dembele တို့မပါဝင်တဲ့အချိန်မှာလောက် Gonzalo Ramos ကလောက100%တိုက်စစ်မှုအနေနဲ့ပွဲထွက်ရခြင်းမရှိသေးဘူး။တခြားသောတိုက်စစ်ကစားသမားတွေသို့မဟုတ်တိုက်စစ်မဟုတ်တဲ့ကစားသမားတွေကိုတုံးဆွဲနေတာမျိုးကို PSG ပွဲတွေလေ့လာလိုက်တွေ့ရလိမ့် အဲ့တော့ဒီအချက်ကပြဆိုနေတာကကွန်ဆာလိုရာမို့စာ reliable striker တယောက်မဟုတ်ဘူး။သူ့မှာအားသာတဲ့အချက်တွေရှိတယ်။သူအရနယ်ဒိုထက် crisis sequence တွေမှာပို့ပြီးတော့ပါဝင်ပတ်သက်နိုင်တယ်။ cancel war rate ပိုကောင်းတယ်။ဒါပေမဲ့သူက lateral မဖြစ်ဘူး။ lateral ဖြစ်တဲ့အချိန်တွေရှိပေမဲ့နှိမ့်မြင့်တက်ကြအရင်များတယ်။အဲ့တော့ Cristiano Ronaldo ဟာ AD ထက်တော့အများကြီးတာလွန်နေသေးတဲ့ level မှာရှိတယ်။ပြီးတော့နောက်ထပ်တိုက်စစ်မှုတွေဖြစ်တဲ့ Joao Felix နဲ့ဆုံးပါသွားပြီဖြစ်တဲ့ Jota ပေါ့နော်။အဲ့တော့ဒီကစားသမားတွေထဲမှာဆိုရင်ဆုံးပါသွားပြီဖြစ်တဲ့ Jota အကောင်းဆုံးလို့ပြောလို့ရတယ်။ ဂျိုတာစိတ်ချရအောင်ပြောလို့ရတယ်ဒါပေမဲ့အခုကြံတဲ့နှစ်ယောက်ဖြစ်တဲ့ဂျော်ဖဲလစ်နဲ့ဂွန်ဇာလိုရာမို့စ်နှစ်ယောက်ထက်ဆိုရင်တော့ရနဒိုကပိုကောင်းနေစေပဲအဲ့တော့ဒီအချက်ကိုကျွန်တော်တို့အထက်သင်စဉ်းစားဖို့လိုအပ်တယ်။ပေါ်တူဂီဟာလုံးဝဘသူ့ကိုပဲ100%ပွဲထွက်သုံးရမယ်ဆိုတဲ့အနေထားမှာရှိမနေတော့ဘူး။မှန်တယ်။ရော်နယ်ဒိုကြာစင်းမှုတွေရှိနေတယ်။ဒါပေမဲ့ still သူဟာဒီတိုက်စစ်ရဲ့အကောင်ဆုံးတိုက်စစ်မှုအနေနဲ့ရှိနေသေးပဲ။ဒီအသင်းမှာအာလင်းဟာလန်တို့လို Hurricane တို့လို Amber Bay တို့လို့ကစားသမားတွေရှိနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့တေချာပေါက်ရော်နယ်ဒိုဟာအရန်ကုန်မှာထိုင်ရမှာဒီကစားသမားတွေမဟုတ်ဘူး Julian Alvarez လို့ကစားသမားမျိုးရှိတယ်ဆိုတော့တေချာပေါက်အရန်ကုန်မှာထိုင်ရမယ်အနေထားရောက်နေပြီရော်နယ်ဒိုဟာဒါပေမဲ့ပေါ်တူဂီရဲ့လက်ရှိတိုက်စစ်စွမ်းအားကတိုက်စစ်မြားဦးကအဲ့ဒီ level ရှိမနေဘူးဒါကြောင့်မလို့ရော်နယ်ဒိုဟိုပြစ်ပယ်တယ်ဆိုတာမျိုးကကျွန်တော်တို့ကဒီရလက်တွေဒီတိုက်ဆိုင်သွားတဲ့အချိန်ဒီမှာထပြောလို့တင့်တော်ပဲမယ်တကယ်တမ်းတကယ်တမ်းကျွန်တော်တို့ရဲ့ပေါ်တူဂီရဲ့ရန်ဆက်တွေကိုခွဲခြမ်းစိတ်ပြကြည့်မယ်ဆိုရင်အဲ့ဒီကောက်ချက်က um ဒီမှားယွင်းတဲ့ percentage ပိုများနေတဲ့ကောက်ချက်ဖြစ်နေသေးတယ်ဒီလိုဆိုလို့ Ronaldo ကကောင်းနေတယ်ဆိုလို့ဒါမဟုတ်ဘူးရွေးချယ်စရာ option ကအများကြီးရှိမနေဘူးအဲ့တော့ club လိုမျိုး club sing လိုမျိုးအခြေအနေမျိုးမှာဆိုရင်တော့ Gonzalo Ramos ကိုရွေးချယ်မယ် pressing machine တွေဘက်ကိုသွားမယ်ဆိုတာမျိုးက life ဖက်ညီမှုရှိတယ်ဒါပေမဲ့နိုင်ငံပွဲတွေမှာကအဲ့ဒါကတိတ်ပြီးတော့အရေးမကြီးဘူးနိုင်ငံပွဲတွေမှာအရေးကြီးတာကပွဲကိုရုတ်တရက်အဆုံးဖြတ်အပြောင်းအလဲဖြစ်သွားအောင်လုပ်နိုင်တဲ့ player တော့အဲ့ဒီအပိုင်းမှာရှင်တော့ရိုနယ်ဒိုက still ခုနကစားသမားတွေတားနေတော့မယ်အဲ့ဒီအတွက်ကြောင့်ရိုနယ်ဒိုရဲ့အသုံးဝင်မှုဟာပိုပြီးတော့ဒါ Titan နေစေဖြစ်တယ်အဲပြောမှဆိုရင်ဒီနေရာအတွက် favor ထားရမယ့်အနေအထားဖြစ်တယ်ဒီအချက်ကိုလည်း तू ဟာဒါကျွန်တော်ရဲ့ဒါစကားတသက်မြမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်ခုနပြောသွားတဲ့အကြောင်းချင်းရတွေကိုကျွန်တော်တို့ပြီးခဲ့တဲ့ Nation League ပြိုင်ပွဲမှာတွေ့ခဲ့ပြီးပြီလို့ကျွန်တော်ကတော့သတ်မှတ်ချင်တယ် Ronaldo အနေနဲ့ဂျာမနီနဲ့ပွဲမှာလည်းကိုသွင်းခဲ့တယ်ဒါစပိန်နဲ့ပွဲမှာလည်းကိုသွင်းခဲ့တယ်သူ့အလုပ်ကအဲ့ဒီဂိုးကိုသွင်းနေဖို့ သူက overall play မှာတော့ကောင်းချင်မှာကောင်းတော့မယ်ဒါပေမဲ့နိုင်ငံပွဲတွေရဲ့ style ကိုကဒီလိုမျိုး style ပဲဥပမာထား2018ခုနှစ်တုန်းကပြင်သစ်အသင်းပြင်သစ်သင်းဘူဆွဲတယ်ဘူဆွဲတဲ့အခါမှာသူတို့ရဲ့ play style ကိုသွားကြည့်တယ်ဆွဲမဖွဲဆိုတဲ့ပုံစံနဲ့အဝေးဆွဲမဖွဲပုံစံမဟုတ်ဘူးအာဂျင်တီးနားအသင်းဘူဆွဲတဲ့အချိန်မှာလည်းဆွဲမဖွဲပုံစံမဟုတ်ဘူးနိုင်ငံအသင်းတွေရဲ့အန်ဒီမှာပန်းတိုင်းကို supply ရရှိဖို့ဆွဲမဖွဲစိတ်ဆက်ပြီးကစားဖို့ကစားနေဖို့အချိန်ုံမရှိဘူးလက်ကျင့်နေဖို့အချိန်ုံမရှိဘူး ဒါကြောင့်မလို့ကျွန်တော်တို့ချုပ်ပြီးတော့ပြန်ဆိုရမယ်ဆိုရင်ပေါ်တူဂီအသင်းဟာကစားသမားကောင်းနေအများကြီးရှိနေတယ်ဒါပေမဲ့သူတို့ဥတည်ရမယ်ပုံစံကစပိန်တို့လိုမျိုးစီးပိုင်ပြီးတော့လန်ထွက်နေတဲ့ပုံစံမျိုးကစားဖို့ကပေါ်တူဂီအတွက်ခက်ခဲတယ်ပေါ်တူဂီအတွက်ကပို့ပြီးတော့ pragmatic ဖြစ်တဲ့ပုံစံကိုသွားမယ်အဲ့ပုံစံကမှာဗီဒီညာလို့ကျော် Nevis တို့ Bruno Fernandes တို့လို့ Bernardo Silva တို့လို့ကစားသမားရှိရတော့ပေါ်တူဂီကအဲဒီပြင်သစ်ရဲ့မိုထက်ပို့ပြီးတော့ um ပို့ပြီးတော့ညံ့ညောတဲ့ပို့ပြီးတော့လှပတဲ့ပုံစံပဲသွားတယ်အဲ့လိုသွားသည့်တန်စပိန်လိုအသင်းတော့ဘယ်တော့မှဖြစ်နေမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ခုနလိုမျိုး system player တွေ Gonzalo Ramos က system player ဖြစ်တယ်အဲ့တော့သူ့ကိုတုံးလာတဲ့ဆိုင်ရင်တကယ်ပွဲအဖြစ်ကိုပြောင်းလဲနိုင်တဲ့ Cristiano Ronaldo ကိုတုံးလာဟာလက်ရှိအခင်းကျင်းအရာပို့ပြီးတော့အားတာတဲ့အာတာချက်တွေရှိနေတော့ပဲလို့ကျွန်တော်ကတော့ဒါတင်ပြခြင်းတယ်အဲ့ဒီအနေအထားကိုလည်းကျွန်တော်တို့ Nation League မှာလည်းဒါမြင်တွေ့ခဲ့ရပြီးပြီဖြစ်ပါတယ်အဲပြီးတော့ဒီကဘာဖလား ွဲတွေပေါ့နော်အာဒီဆွတ်ဇာလန်အသင်းကိုရှုံး26အသင်းမှာထပြီးတော့ဂိုးတွေထပ်သွင်းလိုက်တော့ဒီကွန်ဇာလိုရာမို့စ်ကလောပေါက်ကောင်လိုဟုံးဟုံးတောက်နေတဲ့အနေထားမျိုးပေါ့ဒါပေမဲ့တကယ်တမ်းဘိုးတဲ့ချီရောက်လာတော့မော်ရိုကိုအသင်းကိုဒါရှုံးခဲ့တယ်ရော်နယ်ဒိုလည်းမကယ်နိုင်ခဲ့ပါဘူးဒါပေမဲ့ style ဟာဘယ်သူနဲ့ပိုလိုက်တယ်လဲဆိုရင်ဒါတွေကကျွန်တော်တို့ကဒီဘသူပိုကောင်းတယ်လို့ပြိုင်နေတာမျိုးမဟုတ်ပဲနဲ့အဲဒီဘယ်လိုပြောရမလဲဒီပွဲတွေရယ် style နဲ့ဘသူ့ကိုပိုသုံးတယ်လဲဆိုတဲ့အရာကိုဒါရွေးချယ်ရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာတော့ အခုတောက်လျှောက်ထပ်ပေါ်လာနေရိုနယ်ဒိုကိုရိုနယ်ဒိုမပိုင်ပေါ်တူဂီကပိုကောင်းလားဆိုတဲ့အရာအဲ့တော့အဲ့ဒီအရာကအပြည့်အဝမမှန်ဘူးပြီးတော့ရိုနယ်ဒိုကို3ကို3ရမှာ 100%3 ကို3ရမှာလာအဲ့ဒီအရာလည်းမမှန်ဘူးရိုနယ်ဒိုကို3ရမယ့်ပွဲတွေရှိတယ်မ3ရမယ့်ပွဲတွေရှိတယ်အဲ့ဒီအခြေအနေကိုအဲဒီကန်တွယ်ပြီးတော့သုံးသပ်ပြီးတော့သွားဖို့လိုအပ်နေတယ်ပြီးတော့ပေါ်တူဂီကိုအဲပေါ်တူဂီနဲ့ရိုနယ်ဒိုရဲ့ကြားတဲ့ကမသုံးရမယ့်အနေထားပေါ့နော်အဲ့တော့ဘာလဲဆိုတော့ရိုနယ်ဒိုရဲ့အားနည်းချက်ကဘာလဲဆိုတော့ရိုနယ်ဒိုက ိုက်စစ်နဲ့ပတ်သက်လာရင်ပေါ်တူဂီကစားပုံကြီးတစ်ခုလုံးကိုအဲဒီကျွန်တော်တို့မနေ့ကပွဲလဲကြည့်လိုက်ကြကြအောင်ပါဘယ်လိုလဲဆိုတော့ပေါ်တူဂီအသင်းအရန်ပြီးတော့ခြေစွမ်းနေမိနေရလို့ထင်ရတယ်ပေါ့နော်တကယ်လဲဟုတ်ပါတယ်မိတယ်ရိုနယ်ဒိုပါရင်အဲ့လောက်မမိဘာဖြစ်လို့လဲဘာလို့ရိုနယ်ဒိုကအဲ့ဒီမှာဝင်ပြီးတော့ပါရင်ပတ်သက်ခြင်းမရှိဘူးဒါတစ်ချက်နောက်တစ်ချက်ကရိုနယ်ဒိုကိုဝိုင်းပြီးတော့ပန့်ပိုးတဲ့အနေနဲ့ကစားကြရိုနယ်ဒိုကိုသွင်းဖို့အတွက်ဖန်တီးဖို့အတွက်ကစားကြတယ်အဲ့ဒီအခြေအနေနဲ့ဒါမနေ့ရလို့မျိုးရိုနယ်ဒိုမပါတဲ့အခြေအနေမှာဆိုရင် ဘသူကိုဖန်တီးပေးရမယ်ဆိုတော့အဲဒီဘယ်လိုပြောရမလဲဘသူကမပြောလဲမပြောဘဲနဲ့ရှိနေတဲ့အရာမျိုးပေါ့နော်အဲ့ဒီဟာမျိုးကဒီအသင်းမှာမရှိတော့ဘူးအားလုံးလွတ်လွတ်လပ်လပ်ကစားကြတယ်အဲ့လိုလွတ်လွတ်လပ်လပ်ကစားကြပြီးတော့အခုမှ Bruno Fernandes ကလည်းတွင်းကျင်တယ် Jordan Davis ကလည်းတွင်းကျင်တယ် Fernando Silva ကလည်းတွင်းကျင်တယ် Gonzalo Ramos တွင်းကျင်တယ် Rafael Leao တွင်းကျင်တယ်အဲ့လိုပုံစံမျိုးပို့ပြီးတော့ဆန်တယ်အဲ့အကောင်လုံးကလည်းပူပေါင်းပါတယ်ပတ်သက်ကြတယ်ဒါကြောင့်မလို့ကစားဟန်အရာပို့ပြီးတော့မြိုင်နေရအောင်ကျွန်တော်တို့တွေ့ရလဲဒါကနောက်တဲ့ကဏ္ဍတစ်ခုပေါ့နော် ရနဒိုပိုင်ကြတော့အဲ့လိုခံတာမဟုတ်ဘူးရနဒိုစီကိုသွားတာ100%သွားနေရတော့မဟုတ်ဒါပေမဲ့အဆုံးသက်ကအဲ့လိုသွားနေရများတယ်ဒါကြောင့်မလို့ဟိုဒီခုနဒီ discussion တွေထပ်ပေါ်လာတာဗောနော်ခုနအဲ့ပွဲကိုတကယ်အသေးစိတ်ကျွန်တော်တို့ဟို analysis လုပ်ပြီးတော့ဆွဲထုတ်ပဲဆိုရင်တော့ Ronaldo နဲ့ပတ်သက်တဲ့ imminent ဆိုးရွားတဲ့အချက်တခုကိုကျွန်တော်တို့ဒီအချက်မှာတွေ့နိုင်တယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုပဲနိုင်ငံပွဲတွေကကစားပုံလှဖို့လိုအပ်နေခြင်းမရှိဘူးအဲ့တော့ပေါ်တူဂီအနေနဲ့ကျွန်တော်ခုနတင်ပြခဲ့သလိုမျိုး ရော်နယ်ဒိုမပါရင်ပိုကောင်းတာလားအဲအဲ့လိုမျိုးတစ်ပတ်သက်ဒီတခုခုဘက်ကိုသွားမှာမဟုတ်ဘဲနဲ့ရှင်လဲလျှောက်တာပြားလဲဆွဲတာအချိန်တွေပေါ်မူတည်ပြီးတော့သွားရမယ့်အချိန်တွေဖြစ်ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ရှိရှိအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လဲဆော်ပြပါမယ်ခင်ဗျာ